တခုခုကိုလှုပ်ဖို့လို့အရန်ကိုစမ်းနာပြင်းပြနေတယ်ဆိုတာကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲတခုခုကိုလှုပ်ဖို့အတွက်အရန်ကိုစိတ်ဆန္ဒပြင်းပြနေတယ်ဆိုတာကိုအင်္ဂလိပ်မှာပတ်တန်းလေးတစ်ခုရှိရဲအဲ့ဒါကဘယ်လိုလဲဆိုတော့ I am dying to be one ဆိုတဲ့ပုံစံလေးနဲ့ကျွန်တော်တို့ပြောလို့ရတယ် I am dying to be one အဲတခုခုလှုပ်ဖို့အရန်ကိုစမ်းနာပြင်းပြနေတယ်ဟုတ်ပြီဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကစကားပြောတဲ့အခါမှာဘယ်လိုသုံးလို့ရလဲဆိုရင်ဥမာအဲငါအင်္ဂလိပ်စကားကိုကောင်းကောင်း ဒါပြောကောင်းကောင်းပြောနိုင်မှုဒါစိတ်ဆန္ဒပြင်ပြနေတာပေါ့အင်္ဂလိပ်စကားကိုအရင်ကပြောထည့်ချင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က I am dying to speak in English well I am dying to speak in English well ငါအင်္ဂလိပ်စကားကိုဒီကောင်းကောင်းပြောထည့်ဖို့အတွက်ဒါစိတ်ဆန္ဒပြင်ပြနေတယ်ဟုတ်ပြီဆိုတော့နောက်တစ်မျိုးကျွန်တော်တို့ကဘယ်လိုပြောလို့ရလဲဆိုရင်ကိုကအလုပ်ရမ်းပင်ပန်းလို့အဲကမ်းခြေတစ်ခုကိုသွားပြီးတော့အဲဒီစိတ်ပန်းဖြေဖို့အတွက်ဒါကြီးစိတ်ဆန္ဒပြင်ပြနေတယ်ဆိုလို့ရှိရင် I am dying to relax on a beach I'm dying to relax on a beach ငါကမ်းခြေမှာအပန်းဖြေဖို့အတွက်စိတ်ဆန္ဒဒါပြင်ပြနေတယ်။ဟုတ်ပြီဆိုတော့နောက်ထပ်ကျွန်တော်တို့ဘယ်လိုပြောလို့ရလဲဆိုရင်ဥမာငါဘဝမှာအရင်ကအောင်မြင်ချင်တာအဲအဲ့လိုဆိုလို့ရှိရင် I'm dying to succeed in life I am dying to succeed in life ငါဘဝမှာအရင်ကအောင်မြင်ချင်တာအဲဒါတခုခုကိုလုပ်ဖို့အတွက်စိတ်ဆန္ဒအရင်ပြင်ပြနေတာပါဟုတ်ပြီဆိုတော့ကျွန်တော်တို့ကနောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုရင်ငါငါရဲ့စီးပွားရေးလုပ်ငန်းတွေကိုချဲ့ထွင်ဖို့အတွက်ဒါစိတ်ဆန္ဒပြင်ပြနေတယ်ဆိုလို့ရှိရင် I'm dying to extend my business. I'm dying to extend my business. နာငါရဲ့စီးပွားရေးလုပ်ငန်းတွေကိုချက်ချွေးမှုတွေဒါစိတ်ဆန္ဒပြင်းပြနေတယ်။ဆိုတော့ကျွန်တော်တို့ကဒီတခုခုကိုလှုပ်ဖို့အတွက်စိတ်ဆန္ဒတအားကိုပြင်းပြနေတယ်လို့ပြောချင်ရင် I am dying to but one ဆိုတဲ့ပုံစံလေးနဲ့ကျွန်တော်တို့ပြောလို့ရတယ်။